မိုင်းများတွေရဲ့နောက်ွယ်မှာထင်မှားတဲ့ဖြစ်တည်မှုနဲ့အခုချိန်ထိရှိနေသေးတဲ့ရှေးခေတ်မွန်ဘရင်တပတ်။အလွေမြင့်ဝမ်းဒေသမှာတချိန်ကလူပြောများနေကြတဲ့နန်းတော်နဲ့ထူးဆန်းတဲ့နတ်ရေကန်တည်ရှိရာနောက်ဝက်ထားတဲ့ကူမွန်လူမျိုးတွေရဲ့အချိန်ဝါကြီးမားဆုံးဘရင်ဖြစ်တဲ့ရာဇတ်ဒီရစ်မင်းရဲ့စစ်တံကိုရှောင်ကြရင်းမိမိနဲ့အပေါင်းအပါအချွေရများနဲ့အတူ ဂူပိုက်ပြီးအသေးခံသွားတဲ့မြို့သားမင်းဒါမှမဟုတ်ဘရင်တပါးရှိခဲ့ဘူးတယ်လို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီဘရင်နဲ့အပေါင်းပါတို့ဟာဒီနေ့အချိန်ထိဘေးလိဇန်ဇန်တည်ရှိနေသေးတယ်ဆိုတဲ့အကြောင်းကလည်းဒေသခံတွေအကြားလူပြောများခဲ့ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ညီကိုတူတောင်းဆိုထားတဲ့ဘေးလိဇန်ဇန်ဘုံမိဒလောကဓာဘွားနဲ့ဒီနေ့အထိဖြစ်တည်နေတဲ့မွန်ဘီရင်နဲ့သူးစန်းတဲ့နိုင်ရီကန်အကြောင်းကို ဗဟုသုတဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးတော့မှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဇာလီပဲဖြစ်ပါတယ်ဒီကူကတော့မွန်ပြည်နယ်မုံသမတောင်တန်းထဲကဖျားဖြူတောင်အနီးမှာတည်ရှိပြီး ရှေ့ဒေသခံတွေကတော့နတ်ဝှက်ထားတဲ့ဂူးလို့ဆိုကြပါတယ်ကိုလိုနီခေတ်ကမိုင်းခွဲထားတဲ့ကြောက်မိုင်းနေရာအနီးမှာတည်ရှိတဲ့အတွက်ကြောက်မိုင်းဂူးလို့ခေါ်ကြပြီးဒီဂူးကိုထိုက်တဲ့လူတွေမှသာတခါတရံတွေ့ရတတ်တယ်လို့ဂူးထဲမှာတော့ထူးခြားစားပြတဲ့နတ်ရဲကအပြင်နန်းတော်တို့ကလည်းတည်ရှိနေတယ်ဆိုတာကိုတချို့ဒေသခံတွေကတော့ယနေ့ချိန်ထိယုံကြည်နေသေးပါဒီပြောက်ဆုံးနေတဲ့ကြောင်မိုင်းကူရဲ့နောက်ခံသမိုင်းကတော့ပကံအင်ပါယာကြာရှုံးခြင်း အောက်ပြည်အောက်ရွာကမွန်တွေတူတလူငါသမီးနဲ့မျိုးပြတိုင်းပြည်တွေတည်ထောင်တဲ့အချိန်မှာဒီဒေသမှာလည်းမျိုးငယ်တမျိုးတည်ထောင်ကဖုန်တကူကြီးမားတဲ့မွန်ပြည်တစ်ပါးအောက်ချုပ်ဆိုးဆန့်ခဲ့တယ်လို့ဆိုကြပါတယ်ဒုရယာဟန်တာဝရိခေမတိုင်းမီမကဒူမင်းဆက်မတည်ထောင်ခင်ဂျာကာလာအချိန်လို့ယူဆရပါတယ်ဒါပေမဲ့မွန်တို့ရဲ့အချိန်ဝအကြီးမားဆုံးဘရင်ရာဇဒီရီမင်းလက်ထက်မှာတော့တကွဲတပြားဖြစ်နေတဲ့မွန်၃ရအားလုံးကိုစုစည်းတဲ့စစ်ပွဲကြီးမှာတော့ ဒီကြောက်မိုင်းဒေတာကမွန်ပရင်နဲ့အပေါင်းအပါများဟာထူးဆန်းစွာပျောက်ဆုံးသွားပြီးအဲ့ဒီမွန်မြို့ဟောင်းလေးလဲဟန်တာရီလက်အောက်ခံကြေးရွာတို့ရဖြစ်တာရောက်ရှိသွားခဲ့ပါတယ်အဲ့ဒီရွာမှာမြို့နယ်စုတစုကခွဲထွက်ပြီးဘုရားဖြူတောင်အနီးမှာကြေးရွာတို့ရဖြစ်တည်ထောင်ကာအဲ့ဒီရွာကိုဘကိုးဖြူရွာလို့ခေါ်ကြပါတယ်အဲ့ဒီရွာမှာတော့ဂရင်လူမျိုးအများစုနေထိုင်ကာသေရဝါဒဗုဒ္ဓဘာသာကိုကိုးကွယ်ကြပြီး တောင်ရလုပ်ငန်းနဲ့အသက်မွေးဝန်ကြောင်းပြုကြသလိုသူတို့ကလည်းတော်လိုက်မောက်ဆူဖြစ်ကြပါတယ်။ခစ်တွေတက္ကရစ်တွေကုံလွန်သွားတဲ့အချိန်မှာတော့ယွာသားတွေဟာတကာတရံတော်တဲ့မှာဂူကြီးတကူကိုတွေ့မြင်ရတတ်ပြီးရှေးခေတ်နန်းဝတ်နန်းစားများနဲ့မွန်လူမျိုးများကိုတွေ့မြင်ရတတ်ကြောင်းပြောဆိုလာကြပါတယ်။ဒါဟာဒေသခံအဖိုးအဖွားများရဲ့ဗဇရာဇဝင်တွေကပျောက်ဆုံးနေတဲ့မွန်ပြည်နဲ့အပေါင်းပါများဖြစ်နေတယ်လို့ယူဆနေကြပြီး ဒီဂူကြီးကိုလည်းပျောက်ဆုံးနေတဲ့ဂူကြီးလို့စတင်ခေါ်ကြပါတယ်ကိုလိုနီကယထာတန်လန်ဖော်လို့ဖို့မိုင်းခွဲထားတဲ့နေရာကိုအစွဲပြုတ်ပြီးဒီနေရာကိုကြောက်မိုင်းလို့ခေါ်ဆိုရာကနေပျောက်ဆုံးနေတဲ့ကြောက်မိုင်းဂူလို့လည်းခေါ်ကြပါတယ်ဂူဝါမှာတစ်ပင်ချုံတွေများနဲ့မှောင်မဲနေသလိုဂူရအတွင်းပိုင်းမှာတော့ပြာလဲလဲအယောင်နဲ့ရေကန်ကိုတွေ့မြင်ရတတ်ပြီးဒီရေကန်ကိုထူးဆန်းတဲ့နိုင်ရေကန်လို့ဒေသခံများကယုံကြည်နေကြပါတယ် ဒါပေမဲ့ဘသူကမှအဲ့ဒီရေကန်နာအထိမဝင်ရဲကြသလိုဝင်ရောက်ဖို့ကြိုးစားတယ်လဲကြက်သိမ်းတွေအလိုလိုထလာပြီးကြောက်စိတ်တွေဝင်လာကအလျင်အများထပ်ပြရကြောင်းလဲဒေတာခါများကဆိုပါတယ်ဒါပေမဲ့နောက်တစ်ခါသွားပြန်ကြည့်ရင်ဒီကူကြီးကိုပြန်မတွေ့ရတော့ပဲထူးဆန်းစွာပျောက်ွယ်နေတတ်ပါတယ်ဂူတင်ပန်းထီရောက်ရှိဘူးတဲ့သူကတော့ဣတိကြီးဖူတက်ကပဲဖြစ်ပါတယ်ဣတိကြီးဟာ ဘုရားဖြူတောင်ထက်နားမှာရှိတဲ့ဇီဒီမှာအတိတ်ထံဝင်တရားအားထုတ်နေတဲ့အချိန်ဖြစ်ပါတယ်။တညမှာတော့ဣတိကြီးဖိုတက်ကတရားအားထုတ်နေချိန်အเจ้าအပြင်ဘက်ကနေခေါ်တန်ကြပြီးထွက်ကြည့်လိုက်တဲ့အခါထူးဆန်းတဲ့လူငယ်နှုတ်ဦးကိုတွေ့ခဲ့ရပါတယ်။ဒီထူးဆန်းတဲ့လူငယ်တွေကသူတို့တခင်ကြီးကဣတိကြီးကိုတွေ့မြင်လို့တဲ့အတွက်အခုလိုလာရောက်ပြေဆောင်လာဖြစ်ကြောင်းပြောဆိုပါတယ်။ဣတိကြီးကလည်းလူငယ်လေးတွေရဲ့စကားကိုလက်ခံပြီးလိုက်သွားခဲ့ရာ ဂူကြီးတစ်ခုတည်းကိုဝင်သွားကြပါတယ်ဂူကြီးကတော့အရန်ရှိကြလုံပြီးအသွင်းပိုင်းမှာနန်းဆောင်တွေမြင်တွေ့ရသလိုယောက်ျားမိန်းမများစွာတူလုံးနဲ့တူတွာလာနေခံကြတာကိုထူးဆန်းစွာမြင်တွေ့နေရပြီးဤသိကြီးကိုလည်းဦးညွတ်ရိုသေပေးကြပါတယ်နောက်ဆုံးနန်းဆောင်ထဲမှာတော့အသက်40ဝန်းကျင်ရှေးခေတ်တော်ဝင်အဝတ်စားနဲ့ခံ냐တဲ့လူသူအုပ်ကိုတွေ့မြင်ရပြီးဤသိကြီးကိုလည်းလွေလွေထွေးထွေးခရီးဦးကြိုကအယူသေးပေးခဲ့ပါရဲ့ ဒီလိုအချိန်ဒီလိုနေရာမျိုးဒီလိုထူးဆန်းတဲ့လူတွေနဲ့တွေ့ဆုံနေရတဲ့အသိကြီးကတော့အရန်ကိုထူးဆန်းတဲ့ခံစားချက်ကိုခံစားနေခဲ့ရပြီးကိုယ်တိုင်လည်းအသိစိတ်မလို့အောင်မနှဲကြိုးစားနေခဲ့ရပါတယ်ရှေခေမွန်ပရင်တပားလို့အသိစိတ်ထဲမှာအလိုလိုနားလေထားတဲ့ဒီခံရတဲ့လူကသူဟာတချိန်ကဒီနယ်တဝိုက်မှာချီဟောင်းမုံမြို့တမြို့ကိုအောက်ချုပ်တဲ့မုံမြေတပားဖြစ်ခဲ့ကြောင်းတပိမဲဒါရီကအတရရရာဇွဲမှာကြံရိတ်ခဲ့ပြီးဖြစ်ကြောင်းသူပြုတ်ခဲ့တဲ့အကောင်းမှုကုသူတွေအပါအဝင် ဘီမောကတော့ဖောက်လောက်ခဲ့တဲ့ဒီဂူကြီးလဲဘဲမအဖြစ်ပြောင်းလဲသွားပြီးအခုဆိုရင်တော့သူတို့ဟာဘုံမိဒလောကသားအနေနဲ့ဘဝကိုကြည်ကြည်နန်းနန်းနေထိုင်ရတာဖြစ်ကြောင်းဤတိကြီးကိုရှင်းပြခဲ့ပါတယ်။ဤတိကြီးလဲသူချားဖို့တဲ့နတ်ရေကအကြောင်းမေးကြည့်လိုက်တဲ့အခါမှာတော့သူလူကဤတိကြီးကိုတနေရာစီခေါ်ဆောင်သွားခဲ့ပါတယ်။ဂူကြီးရဲ့အသွင်ပိုင်းမှာအလွန်ကျယ်ဝန်းပြီးနန်းတော်တကားဝတွေတစ်ခုပြီးတစ်ခုဝင်သွားပြီးမှတော့ဥယျာဉ်လိုလို ကြောက်ဆောင်လိုလိုကြောက်ခဲတွေနဲ့ဒါယာနေတဲ့နေရာတစ်ခုကိုရောက်ရှိသွားကြပြီးအာအောပွဲထူးဆန်းတဲ့နိုင်ရေကန်ကိုဘွားခနဲ့မြင်တွေ့လိုက်ရပါတယ်။နိုင်ရေကန်ကြီးဟာအစ်စ်တောင်းစစ်ရှိပြီးရေပြင်ကလည်းကြည်လင်ပြားလဲစွာတောက်ပနေပါတယ်။ဒေတာခံတွေတခါတလေတွေ့ရတတ်တဲ့ရေကန်ကအောက်ဘက်ရေကန်ဖြစ်ပြီးသူတို့ရဲ့အကုတုကန်တွေကြောင့်တေပေါ်ကရေကန်နာကတ်လို့မရတလို့အနံကတ်လိုက်ရင်လဲအဆောက်အအုံတွေတားဆီးမှာပဲလို့ဆိုပါတယ်။ ီနတ်ရေကန်ကိုတော့ဓာတ်ကြီးလေးပါးနဲ့ညီများတဲ့နတ်သားနတ်သမီးများအတွက်ဖြစ်ပြီးဒါတော့ဥပေါ့ဆောက်တည်ပြီးမှသာရေလာချိုးကြပါတယ်။နတ်သမီးတွေကအောက်ဘက်ရေကန်မှာရေချိုးခွင့်ရှိပြီးနတ်သားတွေကတော့အလဲကမ်းမှာချိုးကြပါတယ်။အပေါ်ဆုံးထက်ရေကန်ကတော့တောက်တုံးရေဖြစ်ပြီးရေတိတ်ကြီးလဲတစ်ခွက်ယူတော့လိုက်တဲ့အခါခန္ဓာကိုယ်အကျောအထင်တွေချက်ချင်းကြည်လင်လန်းစန်းသွားစေတယ်လို့ခန်းစားရပါတယ်။အဲ့ဒီမုံပြင်ကသူတို့လိုဗုံမိဒလောကသားတွေဟာ နတ်တွေဝိဇ္ဇာတွေနဲ့ယသိယဟန်သူတော်စင်တွေကိုအလွန်ကြီးညိုကြကြောင်းအရှင်ယသိကိုလည်းတန်နိုင်သည်မြကူညီဆောက်ရှောက်မိဖြစ်ကြောင်းအကယ်၍အကူညီလိုခဲ့ရင် သူတို့ကိုအာယုံပြုတ်ပြီးစိတ်ထဲတောင်းတလိုက်တဲ့အခါရောက်လာမှဖြစ်ကြောင်းနဲ့အရှင်ယသိဘက်ကစိတ်ချမ်းသာစွာတရားအထောက်တော်မူပါဆိုပြီးပြောဆိုနှောက်ဆက်ကယသိကြီးကိုလည်းဖျားဖြူစေတဲ့အထိပြန်ပို့ပေးခဲ့ပါတယ်နောက်ပိုင်းမှာတော့ယသိကြီးလည်းဖျားဖြူထာမှာတရားအထောက်ရင်ဒိဋ္ဌာရဲ့နောက်ဆုံးပြီးတဲ့နေ့မှာ မိကလေးတစုကအယားမွှေးကြံပြီးအယားသာရှိလာတဲ့စုံဟင်းတွေနဲ့လာရောက်လူတန်းကြကာသူတို့သခင်ကြီးလာဖို့ခန်းတယ်လို့ပြောသွားကြပါရဲ့ဒီနေ့ရေကန်နဲ့ပျောက်ဆုံးနေတဲ့ကြောက်မိုင်းကူအကြောင်းကိုဤသိကြီးမပြောင်းခင်ချိန်မှာရင်းနှီးတဲ့ဒေသခံတကာတူအုပ်ကိုပြောပြခဲ့ပါရယ်ကိုလိုနီခေဤသာတန်လန်ဖော်လို့ချိန်မှာလူအပ်တဲ့ကြောက်တွေရရှိဖို့အတွက်ဖျားဖြူအနားမှာရှိတဲ့ကြောက်တောင်ကိုမိုင်းနဲ့ခွဲပြီးကြောက်တွေရောက်ယူခဲ့ပါရယ် ဒါပေမဲ့မိုင်းခွဲတဲ့လောက်သမားတွေမိုင်းခွဲနေတဲ့အချိန်မှာပဲတောင်တဲကထွက်လာတဲ့အေယာမမွေကြီးတွေစခန်းထဲအထိဆင်းလာကြပြီးမိုင်းလောက်သားအားလုံးလည်းထွက်ပြေးခဲ့ကြရပါတယ်။ဥဆောင်သူအင်္ဂလိပ်စစ်ဗိုလ်ကြီးကိုလည်းရှေးဗရီဒရစ်ခေနန်ရွေအဝတ်စားနဲ့အသက်40ကျော်လူတူကသူ့ရဲ့အချွေရများနဲ့အတူရောက်ရှိလာပြီးဒီတောင်ကိုဆက်လက်ဖြိုခွင်းရင်းတင်းနေတဲ့ကွတေလောက်သမားအားလုံးကိုဒဏ်ခတ်လိုက်မယ်လို့အိမ်မက်နဲ့တတိပေးခဲ့ပါတယ်။ အင်္ဂလိပ်စစ်ဗိုလ်ကြီးလဲကြောက်လန့်ပြီးဒီတောင်ကိုဆက်လက်မဖြိုရဲတော့ပဲအပီးအတန်ပြောင်းရှိသွားကြကကြောက်မိုင်းခွဲထားတဲ့နေရာလဲဒီနေ့ချိန်ထိရှိနေသေးတယ်လို့ဆိုကြပါတယ်။နောက်ပိုင်းမှာတော့ဘုရားဖြူတောင်ကိုရောက်လာကြတဲ့အဒိဋ္ဌာဝင်သူတော်စင်တို့လဲဤတိကြီးဖိုးတဲ့ကလိုဂူတဲမရောက်ရှိကြဘူးပေမဲ့နန်းတော်နဲ့နိုင်ရီကံကိုအာယုံထဲမှာမြင်တွေ့ရတယ်လို့ပြောကြပါတယ်။အခုကျွန်တော်ပြောပြသွားတဲ့ကြောက်မိုင်းကိုအကြောင်းကိုတချို့ကပဇားရဆွေးဒဏ္ဍာရီလို့ပြောကြပေမဲ့ရှ िख ေမွန်တက်ကြီးပိုင်းနဲ့တချို့မွန်ဆရာတော်တွေကတော့ စစ်ကိုရှောင်းလို့ဂူပိတ်ပြီးအသေးခံသွားတဲ့မုံမြင်တပါတကယ်ရှိခဲ့ကြောင်းလဲဆိုကြပါတယ်။နောက်ဆုံးအနေနဲ့ပျောက်ဆုံးနေတဲ့ကြောင်မိုင်းဂူကိုတချို့ကရှာဖွေကြပေမယ့်ဘယ်သူကမှမတွေ့ကြရပဲရှိခဲ့မုံမြင်တဲ့ဗိုလ်မိရလောကသားတို့စံပြောရာဒီထူးဆန်းတဲ့ကြောင်မိုင်းဂူကြီးလဲယနေ့ချိန်ထိပျောက်ဆုံးနေဆဲဖြစ်ပါကြောင်းဘုံတုဒ္ဒဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလိုက်ရပါတယ်။